လုံးမသိနာပါကျမဒီနေ့ကဒီ subordination conjunction အုပ်စုထဲမှာပါတဲ့ဒီစကားစု၄ခုပေါ့နော်သူတို့ဒီကျမတို့ဒီ negative ever တွေဖြစ်တဲ့အတွက်ကြောင့်မလို့ inversion pattern နဲ့ရေးလို့ရတယ်အဲ့တော့ grammar pattern အပြည့် same grammar pattern ဖြစ်မယ်ဒါပေမဲ့ different meaning ပေါ့နော်တခုချင်းစီကို example နဲ့တွားပြီးတော့မှဒီ transformation practice ကိုတွားမှဖြစ်ပါတယ် အဲ့တော့အရင်ဦးဆုံး not until နဲ့ဆောင်းမယ်ပေါ့နော်အဲ့တော့ not until ဒီကျွန်တော်တို့ negative သဘောဆောင်တဲ့အတွက်ကြောင့်သူကို inverse လုပ်ပြီးရေးလို့ရတယ်ကျွန်တော်တို့မှာ clause နှစ်ပိုင်းပေါင်းမယ် အဲ့တော့ပထမဝေကြစပြီးတော့ကြည့်မယ် not ending the investigation ended dig the truth emma အဲ့တော့ investigation ကိုเนาะဒီ end အဆုံးသတ်မတိုင်ခင်ဒီ investigation လုံးလုံးမပြီးသေးရတော့အမှန်တရားကထွက်လာမှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်ဒီ not the အနောက်မှာရှိတဲ့ဒီ the truth ဒီ did not emma ကိုတော့ပြောတာ နော်အဲ့တော့ investigation ပြီးမှအမှန်တရားထွက်မယ်မပြီးခင်ထီတော့ထွက်လာမှာမဟုတ်ဘူးနော်အဲ့ဒါပြီးမှထွက်မှာမပြီးချင်းမပြီးမချင်းမထွက်ဘူးဆိုတဲ့သဘောအဲ့ဒါမှာဒူးကြည့်မယ် not until he checks the final figures did he realize the error အဲ့တော့ဒီ final figures တွေကိုသူ check ပြီးတဲ့အချိန် เนาะအဲ့တော့အဲ့တော့အဲ့ဒီဟာကိုသူပြန်ပြီးတော့ check လုပ်တယ်ဆိုပြန်စစ်ဆေးတာပေါ့เนาะအဲ့တော့ပြန်စစ်ဆေးပြီးမှတာလည်းရင်သူကဒီ error အမှားတွေကို realize သဘောပေါက်နားလည်မှာဖြစ်တယ်အဲ့တော့မပြီးခင်အတိ check မလုပ်ခင်တည်းတော့သူက he did not realize the error တန်လို့သဘောပြောခြင်းဖြစ်တယ်เนาะ is a mother not until the sun rose was the damage fully visible နေမထွက်ခင်တည်းတော့ဒီ damage အပြက်စီးတွေကိုပြပြဝဝ fully visible မြင်ရမှာမဟုတ်ဘူးနေထွက်လာပြီးတော့မှမြင်ရမှာဖြစ်တယ်အဲ့တော့ not until ဆိုတဲ့အရာကိုကျွန်တော်တို့အရှိမပဲထားလို့ရတယ်လို့ထားပြီးရေးတယ်လို့အနောက်မှာလည်းထားလို့ရတယ်အဲ့တော့စကလုံးကတော့ချိန်မှာပေါ့နော်အဲ့တော့နေထွက်လာပြီးမှ until the the sun rose ပေါ့နော်နေထွက်လာတဲ့အချိန်အထိနော်ဒီအထိဆောင်း ်အောင်မယ်ဒါပြီးမှသာလျှင် the damage တွေကို fully visible မြင်ရမှာဖြစ်တဲ့အနောက်ပို့ပြီးတော့ရေးလိုက်မယ် the truth did not emerge until the investigation ended အဲ့တော့က investigation ပြီးတဲ့အချိန်เนาะဒါပြီးမှသာလျှင်အမှန်တရားကထွက်မှာဖြစ်တဲ့ဒီ investigation လုပ်နေတဲ့အချိန်အထိကတော့ဒါရထွက်လာမှာမဟုတ်ဘူးအရှိမရှိတဲ့ not until ဒီကျွန်တော်တို့အရှိရောက်သွားတာတတိထားမိမယ်เนาะအဲ့တော့အမှန်တရားဒီ did not emerge မထွက်လာဘူး and in the investigation and it เนาะဒီဟာကြီးပြီးတဲ့အထိဆောင်းမတာနေထွက်မှာလို့ပြောချင်းဖြစ်တယ်ဒီရေးသားတွေကလေကျွန်တော်တို့ advanced sand တယ်เนาะဒီ academic ဟောเนาะဒီ reading ပေါ့เนาะအထူးသဖြင့် IS reading ကိုတော့ဖတ်တဲ့အခါကျလို့ရှိရင် true for not given တို့ yes no not given တို့မှာဆိုရင်အဲ့ဒါတအားကိုမှဒီရှုပ်ထွေးတယ်ပေါ့เนาะအဲ့တော့တတိထားစီ channel နောက်တစ်ကြောင်ဆက်ကြည့်မယ် he did not realize the error and then he checks the final figure เนาะအဲ့တော့အဲ့ဒီ final figure တွေကိုသူက check စစ်ဆေးပြီးမှသူကဒီအမှားကို realize မှ realize သဘောပေါက်နားလဲမှဖြစ်တယ်အဲ့ဒါမပြီးမချင်းတော့သူသဘောပေါက်နားလဲမှမဟုတ်ဘူးဆိုတဲ့ meaning နဲ့ရေးထားခြင်းဖြစ်ပါတယ်နောက်တစ်ကြောင်ချက်ကြည့်မယ် the damage was not fully visible and did the sand rose เนาะနေထွက်လာပြီးမှသာလျှင်ဒီ fully visible ဖြစ်မှာနှွေမှန်ထွက်ခင်တည်တော့ကျွန်တော်တို့ကောင်းကောင်းမြင်ရမှာမဟုတ်ဘူးเนาะအဲ့ဒါပြီး သားလျင်ဖြစ်မှာဒါမပြီးမချင်းဒါမဖြစ်လောက်ဘူးဆိုတဲ့သဘောတက်ရောက်ပါတယ်နောက်တစ်ခုဆက်ပြီးတော့ကြည့်မယ် တော့နောက်တစ်ခုကကျမတို့ under no circumstances ဘယ်ချိန်နေမှာပဲဖြစ်ဖြစ်ဒါမလုံးနဲ့เนาะဒါ prohibition တားမြစ်ခြင်းဆိုတဲ့သဘော strong prohibition အနေနဲ့သုံးတယ်ဘယ်အခြေအနေမျိုးမှမဆိုမလုံးနဲ့မသွားနဲ့မစားနဲ့မပြောနဲ့ဒီတိတ်ပဲเนาะအဲ့တော့ exam မှာစကြည့်မယ် under no circumstances should student under the left alone ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျောင်းသားတွေကဒီ left ခံတဲ့ကိုတယောက်တည်းမဝင်သင့်ဘူးအဖော်နဲ့ဝင် under no circumstance will we disclose the confidential data เนาะဒီ confidential ဆိုတာကလျှို့ဝှက်အချက်အလက်တွေကိုဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ငါတို့ကမထုတ်ဖော်သင်ဘူး disclose เนาะအဲ့ဒါမှာ3 under no circumstance can the contract be cancelled early ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒီ ကနော်နော် contract ဆိုတာကစာချုပ်စာတမ်းအဲ့ဒီစာချုပ်ကိုစောစောစီးစီးကျွန်တော်တို့ cancel မလုပ်ဘူးလို့ပြောခြင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အလယ်မှာထားပြီးတော့ရေးမယ်အဲ့တော့အရှိပို့ပြီးရေးရင်တော့ကျွန်တော်တို့ inversion နော် negative ever ကိုအရှိပို့ပြီးရေးတဲ့အတွက်ကြောင့် inversion ပုံစံနဲ့ဒီစာချက်ရဲ့အရှိမှာ happen verb တွေကိုရေးတယ်ကျွန်တော်တို့အလယ်မှာထားပြီးရေးမယ်ဆိုရင်တော့ inverb လုံးဆက်ရမလို့တော့ဒီပုံမှန် certain order အတိုင်းပဲရေးမယ်အဲ့တော့ student short under no circumstances circumstances under the left alone အဲ့တော့ဘယ်လိုနေထားမျိုးမှာပဲဖြစ်ဖြစ်ဒီ left ခံတဲ့ကိုတယောက်တည်းတည်တဲ့ alone เนาะတကူတည်းမဝင်သင့်ပါလို့ပြောခြင်းဖြစ်တယ် should no เนาะဒါလေးသတိထားပြီး example for we were under no circumstances disclose confidential data ဒီလျှို့ဝှက်အချက်အလက်တွေကိုဘယ်ချေနူမျိုးမှာပဲဖြစ်ဖြစ် disclose ထုတ်ဖော်ခြင်းမလုပ်သင့်ပါ under no circumstances သူ့ရဲ့သူ့ရဲ့စကားလုံးမကို negative သဘောဆောင်ပြီးသားဘယ်ချေနူမှာပဲဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်မလုပ်သင့်ဘူးမပြောသင့်ဘူးဒါဒါမျိုးပေါ့နော် restaurant prohibition လုံးဝဒီပြင်းထန်တဲ့တားမြစ်ချက်ကိုပြောခြင်းဖြစ်ပါတယ် example 5 the contrast can under no circumstances beat consent early အဲ့တော့စောစောစီစီပေါ်တော့ဒီအာစောလင်းစွာဒီစာချုပ်ကိုဒီဘယ်ချေနေမျိုးမှာပဲဖြစ်ဖြစ်မပယ်ဖြတ်တင်ဘူးလို့ပြောခြင်းဖြစ်ပါတယ် နောက်တစ်ခုကကျွန်မတို့ at no time เนาะ at no time ဆိုတော့ဒီ phrase ကိုမြင်လာပြီဆိုတော့ကျွန်မတို့ဟိုပါဘောเนาะမှတ်ထားမှာက never လို့တခါတည်းစိတ်ထဲမှာတမ်းမြင်လိုက်အဲ့တော့ at no time did he admit his involvement in the accident အဲ့တော့ဒီဒီဖြစ်ပျက်မှာပေါ့เนาะဒီ incident မှာ သူရဲ့ပါဝင်မှုကို သူကဘယ်တော့မှမဝန်ခံပါ he never admit at no time equal to က never เนาะသူတဲ့တိုက်ရိုက် meaning က never အဲ့တော့သူဘယ်တော့မှဝန်မခံဘူး example to at no time was the patient left and attended now attended ဆိုတာကကျွန်တော်တို့ဒီ leave လို့ရှူထားတာ ignore လုပ်ထားတာကိုပြောခြင်းဖြစ်တယ်အဲ့တော့ကဒီ patient လူနာလူမမာပေါ့နော်ဒီလူလူမမာကို never left attended or an attended ပေါ့နော်ဒီဘယ်တော့မှ leave လို့မရှူထားပါလို့ပြောခြင်းဖြစ်တယ် example 3 at no time did the committee consider revising the decision အဲ့ဒီ committee ကပေါ့နော်ဒီ decision ကို revise ပြန်လုပ်တယ်ပြန်လဲသုံးသပ်တယ် ဆိုတာကိုဘယ်တော့မှမလုပ်ပါเนาะ never consider လို့မြင်ရမှာဖြစ်တယ်အဲ့ဒါမှနောက်တစ်ခုဆက်ကြည့်မယ်သူ့ကိုကျွန်တော်တို့အလဲမှာပို့ပြီးရေးလိုက်တဲ့အတွက်ကြောင့် negative inversion မဟုတ်ဘဲနဲ့မော်ဒီပုံပုံမှန်ပေါ့နော် standard order အတိုင်းဖြစ်သွားမယ်အဲ့တော့ he at no time admitted his involvement in the incident ဒီအဖြစ်အပျက်မှာသူရဲ့ပါဝင်မှုကို he never admitted ဘယ်တော့မှဝန်မခံပါ member က admitted at no time ဒီကျွန်တော်တို့ negative ever ဖြစ်တဲ့အတွက်ကြောင့်သူနဲ့ပါဝါတူတဲ့စကလုံး never ကိုတက်ချိန်လိုက်ခြင်းဖြစ်ပါတယ် နောက်တစ်ခုဆက်ကြည့်မယ် that patient was at no time left and attended အဲ့တော့ကဒီလူမမာကို was left เนาะအဲ့တော့ခြံထားသည်အဲ့တော့လူမမာကိုဒါသည်လူမမာသည် object နေရာမှာရှိတယ်เนาะအဲ့တော့ the patient ကို was never left and attended လေးလူဘယ်တော့မှမရှုထားပါလို့ပြောခြင်းဖြစ်တယ် နောက်တစ်ခုဆက်ကြည့်မယ် the committee at no time consider reversing that decision အဲ့ဒီဆုံးဖြတ်ချက်ကိုသူတို့ကပြန်လည်သုံးသပ်ဖို့ဘယ်တော့မှ consider စမ်းသပ်မှာမဟုတ်ပါလို့ပြောခြင်းဖြစ်တယ်ဘယ်အချိန်မှမှတခါတလေမှကူမှဘယ်တော့ကမှလုံးမမဟုတ်ဘူးဆိုတဲ့သဘောဆိုရင် at no at no time နဲ့ရေးတယ်သူရဲ့ meaning က never ဘယ်တော့မှပေါ့နော် တော့နောက်တစ်ခုကကျွန်တော်တို့ in no way in no way နဲ့ no way နဲ့မတူဘူးเนาะ in no in no way ဒီ preposition ပါတဲ့ in no way ကဝကြရဲ့အရှိမလဲထားလို့ရတယ်လို့အနောက်မှာလဲထားလို့ရတယ် no way ကတော့ကျွန်တော်တို့ဒီအရှိမပဲထားတယ်ပေါ့เนาะအဲ့တော့သူ့ကိုဘယ်လိုပုံစံနည်းနဲ့မှเนาะဒါမျိုးပြောခြင်းဖြစ်တယ်အဲ့တော့မဖြစ်နိုင်ဘူးဆိုတဲ့သဘောမျိုးပြောတဲ့အခါမှာသုံးပါတယ် in no way can this result be considered reliable ဒီရလတ်တွေကိုเนาะ can be considered reliable ဖြစ်တယ်လို့ နော်ဒီတမတို့စဉ်းစားလို့မရနိုင်ဘူး reliable ဖြစ်တယ်လို့ယူဆလို့မရဘူးမဖြစ်နိုင်ဘူး impossible ဆိုတဲ့ meaning နောက်တစ်ခုဆက်ကြည့်မယ် in no way did the evidence suppose that uh claimant agreement ဒီ claimant ဆိုတာကကျွန်တော်တို့ဒီဟိုပါဗော တောင်းခံတဲ့သူပေါ့နော်ဒီတရလူရဲ့ဒီ argument ဒီသူ့ရဲ့ညှင်းဆို့ချက်ကိုဒီအထောက်အထားတွေက support မလုပ်ပေးနိုင်ဘူး support လုပ်တယ်ဆိုတာက impossible မဖြစ်နိုင်ဘူးဒီအထောက်အထားနဲ့ဒီတရလူရဲ့ဒီ argument ကိုကျမတို့ဟို support မလုပ်နိုင်ဘူးလုပ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့သဘောဖြစ်ပါတယ် in no way was the delay caused by technical issue เนาะတင်းနည်းပညာကြောင့် technical issue ကြောင့်နှောင့်နေရတယ်ဆိုတာမျိုးက impossible မဖြစ်နိုင်ဘူးဆိုတဲ့သဘော ပြောခြင်းဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ဝက်ကြရဲ့အလဲကိုပြောင်းပြီးတော့ရေးမယ် these results can in no way be considered reliable เนาะအဲ့တော့ဒီ in no way ဒီသူရဲ့ dead meaning က impossible เนาะဒါကတော့ ever เนาะဒါကတော့ edge တွေဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့် dead ယူဝင်ပြီးတော့မရေးပဲねကျွန်တော်တို့ဒီတိုင်းပြောခြင်းဖြစ်ပါတယ်ဒီ evident in no way supporting the climate argument အဲ့တော့ climate ဆိုတာကခုနပြောတဲ့တရားလိုရဲ့ argument ကိုဒီ at how at how တွေက support လုပ်ဖို့အတွက် impossible မဖြစ်နိုင်ဘူး The delay was in no way caused by technical issue ။ဒီပညာခက်ခဲကြောင့်ပြဿနာကြောင့်နှောင့်နေရတယ်ဆိုတာက impossible မဖြစ်နိုင်ဘူးเนาะအဲ့တော့ဒီ in no way ကိုသုံးလိုက်မယ်ဆိုရင်တော့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရင် သုံးတယ် impossible နဲ့အဓိပ္ပာယ်တူပါတယ်အဲ့တော့ကျမတို့ဒီ transformation practice ကိုဒီနေ့ပြောသွားတဲ့ adverb phrase လေးမျိုးနဲ့ဒီစမ်းကြည့်မယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမှာ ဒီ statement ဖော်ပြချက်တကြောင်ပေးထားတယ်။ So we realize that mistake only after we review the final report. နော်ဒီ only after တို့ only when တို့ only if တို့ကအရင်လေးတွေကတင်ထားတဲ့သင်ခန်းစာမှာပါပြီးသားနော်။မှန်မှန်ပြီးလွယ်အောင်ကျွန်မပြန်ပြီးတော့ယူသုံးလိုက်ခြင်းဖြစ်တယ်။အဲ့တော့ final report ကို review လုပ်ပြီးမှသာလျင် mistake ကိုငါတို့က realize သဘောပေါက်မှာဖြစ်တယ်။အဲ့တော့ဒီ statement ကို adverb phrase ၄မျိုးနဲ့အစားထူပြီးတော့ပြန်ရေးမယ်။အဲ့တော့ ရတဲ့အခါမှာကျွန်တော်တို့အချင်းချက်တွေရှိတယ်เนาะသူတို့ဒီဒီအဓိပ္ပာယ်ကဒီ different meaning ဖြစ်တဲ့ grammar pattern ကတော့ the same ပဲ negative ever တွေဖြစ်တဲ့အတွက်ကြောင့် inversion နဲ့ရေးလို့ကရေးလို့ရတယ်ရေးပြထားတယ်ပေါ့เนาะ not until we review the final report did we realize the mistake အဲ့တော့ဒီ final report ကို review လုပ်ပြီးမှတာလရင်ဒီအမားကိုငါတို့ကသဘောပေါက်မှာဖြစ်တယ်အဲ့တော့ final report ကို antin နဲ့သွားသုံးလိုက်တဲ့ကြောင့် review မလုပ်ခင်ထီတော့ငါတို့ကအမားကို not realize did not realize သဘောပေါက်မှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ် under no circumstances နဲ့ချိန်မယ် under no circumstances show the final report report b review carelessly ဘယ်လိုခြေညင်မျိုးမှာပဲဖြစ်ဖြစ်ဒီ final report နောက်ဆုံးအစီရင်ခံစာကို number နံပါတ် review မလုပ်သင့်ပါ strongly prohibited เนาะအပြင်အထံကိုဒီတာမြင့်ထားတဲ့ပုံစံနဲ့ရေးခြင်းဖြစ်တယ် at no time never ပေါ့เนาะ did we realize the mistake before reviewing the final report final report ကို review မလုပ်ခင်တည်းတော့အမားကိုငါတို့က we never realize เนาะဘယ်တော့မှဒီသဘောပေါက်မှာ မဟုတ်ဘူး review လုပ်ပြီးမှသာလျင်သဘောပေါက်မယ် in no way could we realize that mistake without reviewing the final report final report ကို reviewing မလုပ်ဘဲနဲ့တော့အမှားကိုဒီ realize သဘောပေါက်နားလည်တယ်ဆိုတာက in no way ရဲ့ meaning က impossible မဖြစ်နိုင်ဘူး ါမျိုးပြောတာပေါ့နော်နောက်ကြောင်ဆက်ကြည့်မယ်အဲ့တော့ဒီမှာ statement က the researcher များကတဲ့ ignore လေးလေးရှုထားတဲ့ the safety guideline များကို during the entire experiment and the experiment လုပ်နေစဉ်တခြားလုံမှာ safety guideline ကိုသူတည်တည်တွေက ignore လုပ်ထားတယ်ဆိုတဲ့ statement အဲ့ဒီ statement ကိုကျွန်တော်တို့ adverb phrase လေးမျိုးနဲ့အစားထိုးပြီးတော့ရေးမယ် တော့ not until the experiment ended no did anyone noted that the researcher had ignored the safety guidelines ဆက်လုံးဝဝကြနေနေရှိတော့ခွဲပြီးတော့ပါတာပြန်မယ်အဲ့တော့ experiment ပြီးသွားတဲ့အချိန်เนาะ ended ပြီးတဲ့ ending အဲ့ဒီအချိန်ထိမတိုင်အောင် uh, did anyone ဒီမှာ any တော့ no any ဆိုတာကြကျွန်တော် non နဲ့ပေါင်းလိုက်တာပေါ့เนาะ no one ခါလေးဖြစ်သွားမယ် uh, noted သတိထားမိတယ် သတိထားမိသည်ဆိုတဲ့ဘာဒီကျွန်တော်တို့ object လို့တဲ့ဘာအဲ့ဒီအတွက်ကြောင့်အနောက်ကနေရာဒီ object ရဲ့နေရာ object နေရာမှာကြည့်လိုက်တော့ dark cloud ကိုသွားတွေ့တယ် the researcher had ignored the safety guideline the object နေရာဝင်တဲ့ non cloud ဆိုတော့သူကဘာသာပြန်တဲ့အခါမှာကိုယ်နဲ့ဘာသာပြန်မယ်သူတည်တီတွေက safety guideline ကို ignore လုပ်ခဲ့တယ်ဆိုတာကို no one knew it เนาะဘသူကမှသတိမထားမိပါဟာလေ entire experiment ended ဒီ experiment ပြီးသွားတဲ့အချိန်ဒီဘယ်သူမှအတိမထားနိုင်မိဘူးလို့ပြောခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ရေးမယ် and no circumstance ဘယ်အချိန်ဒီမျိုးမှာပဲဖြစ်ဖြစ် should researcher ignore safety guideline during an experiment experiment အခုလုပ်နေစဉ်အတွင်းမှာ safety guideline များကို researcher များက ဟာဘာဖြစ်လဲ ignore lily မရှိသင့်ပါအဲ့တော့ under no circumstances တည်ကျွန်တော်တို့ strongly prohibited လုံးဝတောင်းမြင့်တာเนาะ lily မရှိသင့်ဘူးလို့ပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခု at no time at no time ရတော့ never ဘူးเนาะ at no time dig the researcher follow the safety guideline အဲ့တော့ researcher များက safety guideline ကို never follow ဘယ်တော့မှမလိုက်တာပါလို့ပြောခြင်းဖြစ်တယ်ဒီဝဲကြနဲ့ဒီ meaning to အောင်လိုက်ရရတာပေါ့နော်နောက်တစ်ကြောင်း in no way in no way က impossible အဲ့တော့ did the researcher တဲ့ comply with the safety guideline နော်ဒီ safety guideline တွေကို the researcher တွေကဒီဘာဖြစ်လဲ comply လုပ်တယ်ဆိုတာက impossible မဖြစ်နိုင်ဘူးလိုက်နာတယ်ဆိုတာကမဖြစ်နိုင်ပါနော်မလိုက်နာကြ ဘူးလို့ပြောခြင်းဖြစ်ပါတယ်။အဲ့တော့နောက် ဒီ transformation practice ကကျွန်မနှစ်ခုထည့်ထားပေးတယ်ပေါ့နော်အခုဒီမှာနှစ်ခုကြံသေးတယ်ဆက်ကြည့်အောင်ပေးထားတဲ့ statement က the committee the, the word accept လက်ခံပါမယ်တဲ့ the proposal ကိုဘယ်ချိန်မျိုးမှာလဲ only if it meet all legal requirement နော်ဒီ legal requirement ဥပဒေအရလိုအပ်ချက်တွေအကုန်လုံးသူမှာပြည့်စုံနေတဲ့အချိန်မျိုးမှာဒါလည်းရင် ifit condition ကိုပြတာအဲ့လိုချိန်မျိုးမှာဒါလည်းအဲ့ဒီ committee ကဒီအဆိုပြုလွှာကို well accept လက် က်ခံမှာဖြစ်တဲ့ဒီ statement ကို ever phrase လေးမျိုးနဲ့အစားထိုးပြီးတော့ရေးမယ် not anting that proposal meet all legal requirement will the committee accept it အဲ့တော့ ကျွန်တော်တို့ axial cross က non net စထားပြီးသားဖြစ်တော့အနောက်က cross ကို inverse လုပ်ပြီးရေးထားခြင်းဖြစ်တယ်အဲ့တော့ proposal က legal requirement အကုန်လုံးနော်ဒီ meet သူကကိုင်းညီပြီးတော့မှသာလျင် the committee က editor ကိုလက်ခံပါလိမ့်မယ်အဲ့တော့မကိုင်းညီတဲ့အချိန်ထိဆိုရင် the committee က will not accept it လက်ခံလိမ့်မည်မဟုတ်ပါကိုင်းညီတော့မှလက်ခံမယ်နောက်တစ်ကြောင် under no circumstances ဘယ်လိုခြေနေမျိုးမှာပဲဖြစ်ဖြစ် where that comedy accept the proposal that fail to meet all legal requirement the legal requirement ဥပဒေအရเนาะလိုအပ်ချက်တွေအကုန်လုံးကို fail to meet ကိုင်းညီမှုမရှိတဲ့ proposal နော်ဒီဟာကကျွန်တော်တို့ဒီ dark cloud ကြီးကအရှိမ proposal ဆိုရဲ non ကိုလာပြီးထူပြောကြတာ agile cloud နော်အဲ့တော့ legal requirement အကုန်လုံးကိုင်းညီမှုမရှိတဲ့ proposal ကို committee ကဘယ်လိုခြေနေမျိုးမှာပဲဖြစ်ဖြစ်ဒီလက်ခံလိမ့်မည်မဟုတ်ပါနော် strongly prohibited လုံးဝတားမြစ်ထားတယ်နောက်တစ်ကြောင် at no time will the committee accept the proposal and left it meet all legal requirement အဲ့တော့က legal requirement အကုန်လုံးဒီ proposal ကနော် and left ဆိုတော့ if not ကိုပြောခြင်းဖြစ်တယ်ဒီမကိုင်းညီနေဘူးဆိုရင်တော့ဒီ committee က never accept the proposal ဒီ proposal ကိုလက်ခံပြီးမဟုတ်ပါ at no time equal to က never နောက်တစ်ကြောင် in no way will the committee a uh, committee accept the proposal without full legal compliance အဲ့တော့ဒီဟာတွေမရှိဘဲနဲ့တော့ဒီ proposal ကို committee ကလက်ခံဖို့ဆိုတာ in no way equal to impossible မဖြစ်နိုင်ပါလို့ပြောခြင်းဖြစ်တယ်နောက် statement တစ်ကြောင်ဆက်ကြည့်မယ် he do ကတဲ့ admitted ဝန်ခံတယ်တဲ့ his involvement သူရဲ့ပါဝင်မှု only when the evidence began overwhelming ဒီအထောက်အထားရတအားကြီးကိုကြီးလာတော့အခါမှသာလျင်เนาะဒီအထင်ရှားဖြစ်နေတဲ့ အခါမျိုးမှာသူဝင်ပါဝင်ပတ်သက်တယ်ဆိုတာကိုသူကလက်ခံတယ်ဆိုတဲ့ statement ပေးထားတယ်။ဒါကိုကျွန်တော်တို့ ever phrase ၄မျိုးနဲ့အစားထိုးပြီးတော့ရေးမယ်။ negative ever ဖြစ်တဲ့ကြောင့် inversion ပုံစံနဲ့ရေးလို့ရတယ်။စမ်းကြည့်မယ်။ not until the evidence became overwhelming did he admit his involvement ။အတော့ဒီ evidence က overwhelming မဖြစ်သေးဘူးဝန်မခံဘူးဖြစ်ပြီးတော့မှ ဒီကိစ္စမှာသူပါတယ်လို့သူက admit ဝန်ခံခြင်းဖြစ်တယ် example 2 under no circumstances would he have admitted his involvement without overwhelming evidence အထောက်အထားတွေဒီ overwhelming ဖြစ်တယ်ဆိုတာက very large เนาะအရင် huge ကြီးမားတာပြောတယ် enormous နဲ့အတူတူပဲเนาะအရင်ကြီးလာဟောเนาะမကြီးပဲနဲ့တော့အထောက်အထားခန်းခိုင်းလုံးလုံးမရှိပဲနဲ့သူ့ရဲ့ involvement ပါဝင်မှုကိုသူကဘာဖြစ်လဲ admit ဝန်ခံမှာမဟုတ်ဘူးအဲ့လိုချိန်နေမျိုးမှာဆိုရင်သူကဟိုဝန်ခံမှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ် at no time did he admit his involvement before the evidence became overwhelming အဲ့တော့ဒီ evidence က overwhelming မဖြစ်ခင်မှာသူရဲ့ဒီ involvement ပါဝင်မှုကိုသူက never admit ဘယ်တော့မှဝန်ခံဘူးเนาะအထင်ရှားဖြစ်တော့မှသာသူဝန်ခံတယ်နောက်တစ်ကြောင် in no way equal to impossible would he have admitted his involvement had the evidence not been overwhelming เนาะအဲ့တော့ဒီ evidence က ဒီဒုတိယ second clause ကိုကျွန်တော်တို့ inversion နဲ့ရေးထားတဲ့အတွက်ကြောင့် had been เนาะဒီမှာ hdh ကို have been ဘောက်ကိုဒီ evidence ဆိုတဲ့စာချက်ရရှိကိုပို့လိုက်ခြင်းဖြစ်တယ်အဲ့တော့ဒီ evidence က has not been overwhelming ဒီအကြီးကျယ်ဒီအထင်အရှားမဖြစ်ပဲနဲ့တော့သူရဲ့ဒီ involvement ကိုဝန်ခံမယ်ဆိုတာက impossible မဖြစ်နိုင်ပါလို့ပြောခြင်းဖြစ်တယ်ပေါ့เนาะ အဲ့တော့ဒီနေ့ပြောပြသွားတဲ့ဒီ grammar pattern ပေါ့နော်အဲ့တော့ grammar pattern အရာကဒီ negative ever phrase တွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒူဒူပဲဝါကြအရှိကိုပို့တယ် inversion နဲ့ရေးတယ်သို့တော့ဒီစကားလုံးတစ်လုံးတိုင်းချင်းက different meaning ပေါ့နော်အဓိပ္ပာယ်ကကွဲတယ်အဲ့တော့ not ending ဆိုရင်ဒီဟာရောက်တော့မှနော်ဒီနေထားရောက်တော့မှသာဒါဖြစ်တာ အဲ့လိုမျိုးသူနဲ့ dead တူတဲ့ meaning က not before done by အဲ့ဒီအနေထားဒီအချက်ကိုမရောက်ခင်တော့ဒါမှဖြစ်ဘူးဒီလိုမျိုးဖြစ်ပြီးတော့မှသာလည်ရင်လို့ပြောခြင်းဖြစ်တဲ့ under no circumstance ကတော့ strongly prohibition เนาะအဲ့ဒါ strong prohibition ဒီအရင်ကမှ ဘယ်လိုပြောမလဲပြင်းထန်တဲ့တာမြင့်ချက်အနေထားမျိုးမှာတုံချင်းဖြစ်တဲ့ ethno တိုင်းကတော့ never ပေါ့နော်ဒီ formal writing ဒီမှာရေးပါတယ် in no way ကတော့ impossible မလုံးဝမဖြစ်နိုင်ဘူး in no way no way နဲ့ in no way နဲ့မတူဘူးနော် in no way ကဝေကြရဲ့အစရောဒီအလယ်ရောတွားပြီးတော့ရေးလို့ရတယ်ဒါ example လေးမှတ်မိအောင်တစ်ခါတော့ပြန်ပြီးတော့ကြောလိုက်မယ် not until midnight did the storm stop အဲ့တော့ကဒီညတက်ကောင်မရောက် ချိန်ထိနော်ဒီမှုန်တိုင်းကရမ်းမှာမဟုတ်ဘူးအဲ့တော့တကောင်ကျော်သွားရင်တော့ရသွားလိမ့်မယ်ဆိုတဲ့သဘောပြောခြင်းဖြစ်တယ် နော် Adidas ဆိုပြီးတော့ဒီမုံတိုင်းကဒီအပြော့သွားမှာမဟုတ်ဘူး Anna Nosa Gansan တဲ့ short you under bending down ကြောင့်မျိုးပဲဖြစ်ဖြစ်မင်းဝင်မလားတင်ဘူးလို့ပြောခြင်းဖြစ်တဲ့ဒါသည် strong prohibition strongly prohibited နော်ဒီ strongly ဆိုရင်တော့ကျွန်တော်တို့အနောက်မှာဘားလိုက်မယ် strong ဆိုရင်တော့ prohibition နောက်နဲ့တွဲပြီးတော့ပြောမယ် at no time did he lie နော် तू ဘယ်တော့မှမလိမ်ဘူးဆိုတဲ့စကားကိုဒီလိုမျိုးအထာကြကြပြောတယ်ပေါ့နော် he never lie စပြောစား at no time did he lie အဲ့တော့ no at ်လို့တိုင်ပြီး negative ever ဖြစ်ကြတော့သူက invasion နဲ့ did ဆိုတဲ့ဒီ happy verb ကိုအရှိပို့ပြီးရေးလိုက်ခြင်းဖြစ်တယ် နော် in no way the impossible can this be justified เนาะဒါကြီးကเนาะ justice တရားမျှတမှုရှိတယ်ဆိုတာက impossible မဖြစ်နိုင်ဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ပြောပြသွားတယ် negative ever phrase လေးခုအစဉ်ပြေမယ်လို့ယူဆပါတယ်သူတို့ဒီကျွန်တော်တို့ different meaning အဓိပ္ပာယ်မတူဘူးเนาะဒါပေမဲ့ negative ever phrase တွေဖြစ်ကြတဲ့အတွက်ကြောင့် inversion နဲ့ရေလို့ရတယ် same grammar pattern ဖြစ်ပါတယ်အစဉ်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်